ကမ္ဘာနိုင်ငံအသီးသီးမှာဆေးရည်တက်မနေခြင်းတရုတ်နိုင်ငံကဆေးရည်ပြပွဲတစ်ခုကိုပြုလုပ်သွားမယ်လို့ထုတ်ပြန်လာပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့နှစ်80ပြည့်အထိမ်းအမှတ်အဖြစ်ဆေးရည်ပြပွဲကိုလောင်မဲစက်တင်ဘာလမှာလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ TMA ရင်မြန်မာလှုပ်ဆောင်မဲ့ဆေးရည်ပြပွဲကိုတရုတ်ရဲ့စစ်ဘက်ဆိုင်ရာထိတ်တဲအရာရှိတွေအားလုံးတက်ရောက်မှာဖြစ်တယ်လို့တရုတ်စစ်တပ်ကဆိုပါတယ်။အဲ့ဒီဆေးရည်ပြပွဲမှာမြေပြင်တပ်ဖွဲ့တွေခြေတက်တာ လက်တက်တိုက်လေရင်တွေပြန်တန်းပြတ်သားတာတန်ချက်ကကားတွေမောင်းနှင်ပြတ်သားတာပြင်နိပညာမြင့်တိုက်ခိုက်ရေးကရိယာတွေကိုပါထဲသွင်းပြတ်သားသွားမှာဖြစ်တယ်လို့သိရပါတယ်တရုတ်ရဲ့စစ်ရေးပြပွဲကိုရုရှားသမ္မတပူတင်မှတက်ရောက်ဖို့လဲရှိနေတယ်လို့သိရပါတယ်တရုတ်စစ်တပ်ရဲ့တာဝန်ရှိသူဝူဇူကီကတော့အဲ့ဒီစစ်ရေးပြပွဲမှာဘာရီကိုပြတ်သားမယ်ဆိုတာမတမရသေးပေမဲ့တေကြတာကတရုတ်နိုင်ငံထုတ်မောင်းသူမဲ့စနေရှင်တွေ AI နိပညာသုံးဆက်လက်နဲ့ပစ္စည်းတွေပါပါဝင်မယ်လို့ဆိုပါတယ် တရုတ်နိုင်ငံရဲ့အဓိကပြိုင်ပွဲဖြစ်တဲ့အမေရိကန်နိုင်ငံဟာလည်းမကြာမီရပ်ပိုင်းအတွင်းကပဲကြီးကျယ်ခံထားတဲ့စည်ပြအခမ်းအနားတစ်ခုကိုပြုလုပ်ခဲ့ပါသေးတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒေနာရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။